မြန်မာအိန္ဒိယနယ်စပ်ကုန်းသွယ်ရေးရဲ့အဓိကလက်မှတ်ကြီးတစ်ခုဖြစ်တဲ့စကိုင်းတိုင်းကလေးခရိုင်ကလေးတမူအာရှလက်မှတ်ကြီးကိုစိုးစုတက်တွေကအင်အားအလုံးရင်းနဲ့စစ်ကြောင်းတို့ဝင်ရောက်ကကလေးမြောက်ပိုင်းကကျေးရွာတွေကိုထိန်းချုပ်လိုက်တယ်လို့ဒေသခံသတင်းမြစ်တွေကအမှတ်ပြုပြောပါရယ်။မိုင်၈၀ကျော်ရှည်လျားတဲ့ကလေးတမူလန်ကိုပြန်လည်စိုးမိုးထိန်းချုပ်နိုင်ဖို့စိုးစုတက်ကအုတ်ကုလကစတင်ကစစ်ကြောင်းတို့ဝင်ရောက်နေရပါဗျ။ တော်လိုင်းအင်အားစုတွေတိုက်ခိုက်သိမ်းပိုက်ထားတဲ့ကလေးမြို့နယ်မြောက်ပိုင်းကကံကြီးကံတရာရှာစကြိုနန်းဆောင်ဘူးလက်ပံချောင်းစတဲ့ကြေးရည်အပေါင်းရင်တော်လိုင်းအင်အားစုတွေသိမ်းပိုက်ထားတဲ့နေမြေတွေအလုံးကိုအော်တိုဘာ20ရက်ဒီနေ့မှာလက်လွတ်လိုက်ရတာလို့စစ်ရေးသတင်းမြစ်တူကပြောပါတယ်လလလိုက်ရတဲ့ကလေးမြောက်ပိုင်းကကြေးရွာတွေဟာပြီးခဲ့တဲ့2023ခုနှစ်ကတည်းကတိမ့်ပိုက်ထားတဲ့ရာစကြိုရာတင်ရာနှစ်ကျင်စကန် လက်ပံချောင်းရက်စကန်နဲ့2024ခုနှစ်ဖေဖော်ဝါရီလကတိုက်ခိုက်သိမ်းပိုက်ထားတဲ့ကန်ကြီးကန်တရစုပ်စုစကန်အပြင်2025ခုနှစ်စက်တင်ဘာမှာသိမ်းပိုက်ထားတဲ့နန်းဆောင်မှုကြီးရွာကစုပ်စုစကန်တို့ဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့စုပ်စုတပ်တွေကကလေးတမူလန်းကလေးမျိုးနဲ့မိုင်၆၀ခန့်အကွာဝေးရှိတဲ့ စော်ဘွားရင်ရှင်ကျေးရွာမှာတက်ဆွဲထားပြီးတော့ကလေးမြောင်ပိုင်းကျေးရွာတွေကိုတက်ပြန်ကရာဇကြိုကျေးရွာကတဆင့်ညာစိန်လက်ပံချောင်းနဲ့မော်စီကျေးရွာတို့ကိုစစ်ကြောင်းတို့ဝင်ရောက်လာတာဖြစ်ပြီးတော့နေအိမ်တွေကိုဖောက်တွင်းကကျေးရွာတွေကိုမိရှုဖျက်ဆီးနေတယ်လို့ကလေးမြို့နယ်လူသားစာနာတာဝန်ခံဦးအောင်စောထွန်းကပြောပါတယ်။အဲလက်ပံချောင်းကိုအဲဒီမနေ့ကနေဝင်နေဝင်ပြီးတော့အကင်းကိုစနေ7နှစ်လောက်မှလက်ပံချောင်းကိုမိရှုတယ်။မိရှုပြီးခုကလက်ပံချောင်းကနေခုပြန်ထွက်သွားပြီပေါ့နော်။ ဖက်သွားဆိုပြီးတော့ဒါဟိုဘက်အဲမော်စီရိုအဲဒီစဲကြီးဘက်လောက်ကတော့ဒါကျွန်တော်တို့ရောက်သွားပြီးတော့ခံမှန်းရပါလေခင်ဗျလောလောဆယ်ကျွန်တော်တို့တိထားရတဲ့လောက်ကတော့ဒီခုံသာရွာပေါ့နော်အရှိခုံသာအနောက်ခုံသာနေရွာရှိရဲ့ခဲမှာအနောက်ခုံသာကအတက်ခံတယ်လို့ကျွန်တော်သိထားတာပါဗျာဟုတ်ဒီလိုစကြောင်းတို့ဝင်ရောက်ခြင်းစိုးစုတက်တွေကဒေသခံလူငယ်ရှုပ်ဦးကိုအော်တိုဘာ19ရက်နေ့မှာဖမ်းဆီးတပ်ဖြတ်ခဲ့ပြီးတော့ဒဇာကန်အဖြစ်ဖမ်းဆီးခံရသူတွေလည်းရှိတယ်လို့ဒေသခံတွေကပြောပါတယ် လက်ရှိချိန်မှာတော့စိုးစုတက်တွေကကလေးတမူးအာရှလမ်းမကြီးကနေတဆင့်တမူးဘက်ကိုဥတီစကြောင်းထိုးတာမတွေ့ရသေးပဲကလေးမျိုးနဲ့မိုင်40ခန့်အကွာဝေးရှိတဲ့မကွေးကလေးနယ်ဆက်ကလေးကံကောလမ်းပေါ်ကမှန်တော်ကြီးရွာအနီးမှာစိုးစုနဲ့တော်လိုင်းတက်တွေတိုက်ပွဲပြင်းထန်နေတယ်လို့ဒေသခံတို့ကပြောပါတယ် ဒီလိုစိုးစုစကြောင်တို့ဝင်ရောက်နေရကြောင်းကလေးမျိုးနဲ့မြောက်ပိုင်းမှာရှိတဲ့ရာဇကြိုးမြာစိမြာလင်းလက်ပံချောင်းပြည်တော်သားပြင်းခုံကြီးပြင်းတော်ဦးမောင်လင်းလက်ပံချောင်းနန်းဆောင်ဘူးကံကြီးကံတရာ96မိုင်ရံမျိုးအောင်ကြီးရွာပေါဝင်တမူးနယ်အတွင်းမှာရှိတဲ့ခန်းပတ်ဘုတ်ကံကနန်းကျွန်းတော်ရေရှင်ဖက်ရားရေရှင်စော်ဘွား ဝီးတုတ်စားတဲ့ကြေးရွာပေါင်း50ကျော်တပတ်ကျော်ကြာတဲ့ထီတောတောင်တွင်ထွက်ပြေးနေရကစေဝါနဲ့အစားအသောက်တွေအရေးပေါ်လိုအပ်နေရလို့အကူအညီပေးနေသူတို့ကပြောပါတယ်။စောစုစစ်ကြောင်းတွေကြောင့်ထွက်ပြေးတိမ်းရှောင်နေရသူတွေထက်မှတက်ကြီးရွယ်အိုးကလေးငယ်နဲ့ကိုဝင်ဆောင်မိခင်နာမကျန်းဖြစ်သူ3000ကျော်ခန့်ပါဝင်ပြီးတော့ထမင်းချက်ပြုတ်လို့မရအကြောင်းထမင်းမစားသူတွေလည်းရှိတယ်လို့မောင်လင်းကြေးရွာဒေသခံအမျိုးသမီးတို့ကပြောပါတယ်။ ကလေးမျိုးနယ်တွင်မှာတော့အာနာသိန်း၄နှစ်ကျော်တွင်စုပ်စုတက်ဖြတ်လို့ဒေဆုံးသူ900ကျော်နဲ့စုပ်စုစကြောင်းတို့ဝင်ရောက်စဉ်တွင်ဘာသာပေါင်းစုံသာသနာနည်းကအဆောင်အုံ44လုံးမိရှုခံရတဲ့ကျေးရွာပေါင်း44ရွာ နေအိမ်ပေါင်း6250လုံးရှိတယ်လို့မြေပြင်မှာကူညီကယ်ဆယ်ရေးလုပ်နေသူတွေကဆိုပါတယ်ဒီအနေနဲ့ဒီဘမနီဇတန်မနီကိစမေကိစမေတဒါ ตาดังพูลงจินเดจะเกี่ยวตังเด่นนั่นใช่ตาตาอาเมาเป็นหุ่นละมาเซลทางหินอาเมาสกัดเล็กโกสกันเป็นแตงอาชีพลำไส้